မြက်တလွေ channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတခါမှာတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇေယနာရာမညာရေးသားထားတဲ့အောင်မြတ်တာနဲ့အစွဲလက်ကောက်လို့အမည်ရတဲ့ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ်ခင်ဗျာ ရက်ကွက်ထိတ်ကင်းတဲ့ကနေထွက်ပေါ်လာတဲ့တန်ချောင်းခေါက်တန်ချောင်းမောင်မြနဲ့ဖိုးလာတဲ့အူဘူးသီးဆင်အောင်ကနေကြပြကြရတိုးထွက်လာခဲ့ကြတယ်ဘူးသီးကနူးပတ်နေရပဲခေါင်ရောက်ဒီညတော့ကြက်ဘူးလေးဆွဲရတော့မယ်ဟိဟိတော်ပွားစိန်တော့မနဲ့ကြရင်သူ့ဘူးသီးပြောက်လို့ဒေါသပုံထားနေမှာမြင်အောင်သေးတယ်နှစ်ယောက်သားကတခွခီလုံးရင်နဲ့ဘူးသီးကိုပိုက်ကကင်းနေရှိရဘက်ကိုထွက်လာခဲ့လိုက်တယ်ကင်းတဲ့ဟာကာလာမရဲ့တစ်ဖက်ချမ်းရက်ကွက်အစုံမှာရှိတာမို့အမိန်ပြပြကြနေတဲ့လာရိတ်ကိုအမိပြုကကာလာမကိုဖျက်သွားတဲ့အချိန်ဟိကောင်မောင်မြတ် ဟိုမှာကြည့်စမ်းလူတယောက်ကုန်းကုန်းကွားနဲ့ဘာလုံးနေတာလဲမသိဘူးကွာအေးကွာဒီချိန်ပါရရှာနေပါလိလာကွာသွားမေးကြည့်အောင်မောင်မြားနဲ့ဖိုးသားလည်းလမ်းပေါ်မှာကုန်းကုန်းကွားကလုံနေတဲ့သူရှိရအောင်ရှောက်သွားခဲ့ရခလန်းလန်းအယောက်မှာတော့ပန်းမွင့်အစင်အထက်အဝစ်စင်ထားတဲ့မိန်းမတယောက်ရဲ့အတွေ့အမြင်ကိုလမ်းမြင်လိုက်ရတယ်ဒီမှာဒီမှာညာကြီးအချိန်မတော်ဘာလုံးနေရလဲဗျမောင်မြစကားကိုကြားတော့ကာလာမပေါ်မှာဟိုဒီဒီလိုက်ဆန်းနေတဲ့မိမကြီးကတုံ့ငနဲ့ရက်သွားတယ် ငါပြစ်စီလေးရှာပေးကြပါငါပြစ်စီလေးရှာပေးကြပါဆိုတဲ့ငုံမမဲ့အတန်ထွက်လာတယ်ဘာပြောက်သွားလို့လဲဗျအခုလိုညဘက်ကြီးရှာနေတာထက်မိုးလေးမှရှာရင်ပိုမကောင်းလားမကောင်းငါညဘက်မှထွက်လို့ရတာနင်တို့ကောကူရှာပေးမလားမရှာပေးဘူးလားပြောစမ်းမိမကြီးရဲ့အတန်ရုတ်တရက်မာထန်လာပြီးဖြတ်ခန်းနဲ့အနောက်လှည့်ကြည့်လိုက်ရမောင်မြားနဲ့ဖိုးလာတော့နှစ်ယောက်သားခန္ဓာကိုယ်မှာရှိတဲ့အကျော်တွေတောင့်တင်းသွားကကြက်သိမ်းမွေးထောင်ထလာခဲ့တယ် ။ဘာကြောင့်လဲဆိုတော့သူတို့ကိုလှည့်ကြည့်လိုက်တဲ့မိမကြီးရဲ့မျက်လုံးတစ်ဖက်ကအပြင်ကိုပြုတ်ထွက်နေပြီးနှာခေါင်းကလည်းဘေးကိုပဲ့ကျနေလိုပဲ။ဒီမြင်ကွင်းကြောင့်နှစ်ယောက်သားဘူးသီးကိုပြစ်ချကာငေတံပအောင်អော်ပြီးပြေးပါလေရော။ကင်းထဲမှာနေတဲ့သူတွေရောအနီးနားမှာနေကြတဲ့သူတွေပါအော်တန်ကြောင့်နိုးလာပြီးထွက်ကြည့်ရာပစိုးကွင်းတိုင်းမှာပြေးနေကြတဲ့မောင်များနဲ့ဖိုးလာတို့နှစ်ဦးကိုမြင်လိုက်ရတယ်။ဟေ့ကောင်လေးဘာဖြစ်တာလဲတတိထားကြစမ်း။ကလာသားကောင်းကြီးကိုမကြီးကနေအောင်လုံးကိုကောက်ကနေဆွဲပြီးမေးလိုက်တော့မှတတိပြောင်းဝင်လာပြီ ခုနတရေ6ခန်းထိလို့ဗျဗမာ6ခန်းထိတာလေကကားလမ်းမပေါ်မှာ6ခန်းထိတာကြောက်စရာကြီးဗျဟုတ်တယ်ကိုမကြီးအဲ့ဒီမိမရဲ့မျက်နှာမှာမျက်လုံးကြီးကတလုံးလုံးကျွတ်ထွက်နေတာနောက်ပြီးနှာခေါင်းကလည်းတခုခုနဲ့ကြိတ်ခံထားသလိုပဲပဲ့ကျနေတာမဟုတ်မှလွဲရောမင်းတို့မြင်ခဲ့ရတာဟိုတလောတော့ကားတက်ကြိတ်သွားတဲ့မိမဖြစ်မယ်တင်နေဘလို့ဒီကိစ္စကျွန်တော်တို့လည်းမသိပါလား မတိဆိုဖြစ်တာစက်ကွဲမက်ကလမ်းပေါ်မှာဖြစ်တာကုံကညာကြီးတကောင်တိုက်ပြီးတော့ဒီဘက်ကိုမောင်းပြေးလာတာလို့ပြောတယ်ဖြစ်ရှင်တော့အဲ့ဒီမိမကြီးရဲ့လက်တစ်ဖက်ကကားအောက်ထဲမှာညက်ပြီးပါလာပြီးဒီနားမှာပြုတ်ကျကျန်နေတယ်ဆိုပဲလုံခဲ့တဲ့နှစ်ရက်ကတော့တထုံမတ်စင်းနဲ့ကားဆရာတယောက်ဒီမိမကြီးကိုမြင်လိုက်သေးတယ်ဟောဒီကျိုင်းသာဆိုဘယ်လိုလုပ်ကြမလဲဒုက္ခပါပဲဗျာငါတို့လည်းတခုခုစီစဉ်မအောင်မယ်ဒီညတော့မင်းတို့နှစ်ယောက်ပြန်နားလိုက်ရကိုမတ်ကြီးကမောင်များနဲ့ဖိုးသားတို့နှစ်ယောက်ကိုပြန်နားခိုင်းပြီးကင်းတဲ့ရှိရဘက်ကိုထွက်လာခဲ့လိုက်တယ် ဒီတညတော့ကင်းဆောင်နေသူရဲ့ပါဇက်ဖြားမှာမျက်လုံးတစ်ဖက်ကျွတ်ထွက်နေတဲ့တရေမကြီးအကြောင်းသာစိုးမိုးခဲ့ပါတော့တယ်။အနောက်ကနေတီးလိုက်တဲ့ကောင်းဟွန်းတန်ကြောင့်လမ်းမပေါ်ရောက်နေတဲ့မောင်ကောင်အလန့်တရာဘေးကိုခုံဆင်းလိုက်တယ်။လန့်လိုက်တာကွာဒီကောင်ဟွန်းဇွတ်တီးသွားပါလား။အကူကလမ်းပေါ်ရောက်နေတာဟုတ်ဗျ။ဒီဘက်ကားသမားတွေကအရှင်လျှော့တာမဟုတ်ဘူးနော်။မတော်လို့ကားတက်ကျိတ်နေမှဖြစ်ဒုက္ခ။ခွန်လာစကားကြောင့်မောင်ကောင်နှာတင်းသွားပြီးလမ်းဘေးမှာကြာနေတဲ့ပတ်ဆိုင်အဟောင်းတစ်လုံးကိုခြေထောက်နဲ့ခတ်လိုက်ရအထဲကနေတချွန်ချွန်အတန်နဲ့တူ လက်ကောက်တကွင်းလိမ့်ထွက်လာခဲ့တယ်။ဆရာပဆိုင်အဟောင်းလေးကနေလက်ကောက်တကွင်းထွက်လာပါလား။မောင်ကောင်းကမြတ်တော်ဘေးကြားနေတဲ့လက်ကောက်ကိုကောက်ယူလိုက်ပြီးအောင်မြတ်တာကိုကမ်းပေးလိုက်တယ်။ကြောက်စိမ့်လက်ကောက်ပါလား။ပြစမ်းမောင်။အောင်မြတ်တာလည်းကြောက်စိမ့်လက်ကောက်ကိုကင်ကြည့်လိုက်တဲ့အချိန်နစီတစ်ခုလုံးဥကနေဖြစ်သွားခဲ့ပြီးနားထဲမှာလည်းငုံကြီးတက်တစ်ခုကိုကြားလိုက်ရတယ်။ဒီလက်ကောက်မှာအဆွဲရှိနေပါလား။ဗျာဘလို့အဆွဲလဲဆရာ။ငါတို့အနီးနားတနေရာမှာခဏနားကြရအောင် ောင်မြတ်သာကြောက်စိမ့်လက်ကောက်ကိုလွယ်ရဲထည့်ပြီးအရေးရတဲ့နေရာတစ်ခုကိုရှာကြရလမ်းမရဲ့တစ်ဖက်မှာရှိတဲ့ကင်းတဲတစ်ခုစီကိုရောက်လာခဲ့ကြတယ်။ဆရာတပည့်၃ယောက်ကင်းတဲပေါ်မှာထိုင်ပြီးကြောက်စိမ့်လက်ကောက်ကိုထုတ်ဖို့အလို့ခမောက်ဆောင်တဲ့လူတစ်ယောက်ကသူတို့ရှိရာကင်းတဲရှိကိုရောက်လာခဲ့တယ်။ထိုသူကအောင်မြတ်သာတို့ပေးစောင်းစောင်းကြည့်ပြီးတော့ကင်းတဲပေါ်တက်ကခေါင်းနဲ့ဆောင်ကိုယူနေတဲ့အချိန်ဒီနေရာမှာကျုပ်တို့ခိတ္တအနားယူလို့ရလာဗျ။အဲ့လိုမေးလိုက်ရာခင်ဗျားတို့ကဘယ်သွားကြမလို့လဲ။ဒီနီးနားမှာတခါမှမမြင်ဘူးနော်။ဟုတ်ပါတယ် ကျုပ်တို့ကဒေးစုမှာတောင်းမှာအဋိဌံဝင်ပြီးတထုံဘက်ကိုခရီးဆက်ကြမဲ့သူတွေပါ။ဒါဖြင့်ခမရတို့ကတရားအားထုတ်တဲ့သူတွေပေါ့။ဟုတ်ပါတယ်။ဒါဆိုလေအေးလူလူနားကြပါ။ဒီနေရာကကားကိန်းနဲ့နေတော့လူရှုပ်တွေအများကြီးလို့ခမရတို့တမျိုးထင်သွားမိတာတောင်းမှမှာလေဗျာ။မဟုတ်တာဗျာကျုပ်တို့ကဘလို့မှသဘောမထားပါဘူး။ဒါနဲ့မိတ်ဆွေနာမည်ကဘလို့ခေါ်လဲဗျာ။ကျုပ်နာမည်ကမှတ်ကြီးလို့ခေါ်ရဲဗျာ။ဒီရွာရဲ့ကာလာသားကောင်းမို့ဗျာ။ဩကျုပ်နာမည်ကအောင်မြန်တာပါ။ သူတို့နှစ်ယောက်ကမောင်ကောင်းနဲ့ခွန်လာလို့ခေါ်တယ်။အောင်မြတ်တာရဲ့မိစ္ဆာပေးမှုကြောင့်မောင်ကောင်းနဲ့ခွန်လာကလက်ကိုဆံပြီးနှုတ်ဆက်လိုက်တဲ့အချိန်လွယ်ထားတဲ့လူအိတ်ကဘေးကိုရှော့ချပြီးအထက်ကနေအင်းစမတို့ချို့ထွက်ချလာခဲ့တယ်။ဒါရီယာအင်းရင်မဟုတ်လားဗျ။မိစ္ဆာအင်းအကြောင်းနားလည်လို့လား။အရန်ကြီးတော့မဟုတ်ပေမဲ့ငငယ်ကဘာဘုံကြီးစီမှာအနေချင်းတင်မှုပါတယ်။ဒါနဲ့မဟုတ်ပါလေရောမိတ်ဆွေတို့ကပယောကလည်းကူးကြတယ်မလားမိတ်ဆွေကလူကဲခတ်တော်သားပဲဟုတ်ပါတယ် ျောက်တို့ကပယောဂနဲ့ပတ်သက်ပြီးလဲကုသပေးပါတယ်။ပယောဂဆိုလို့ပြောရအောင်မဲဗျ။ဒီရပိုင်းကျောက်တို့နေတဲ့အရက်မှာတရဲမတကောင်တောင်းညံ့နေလို့တက်နိုင်နှင်ထုတ်ပေးပါအောင်ဗျာ။ဘလို့တောင်းညံ့တာလဲပြောပါအောင်။ဒီလိုဗျာ။ညာညာဆိုခမရတို့ဖြတ်လာတဲ့လမ်းမပေါ်ကနေတခုခုရှာနေတဲ့ပုံမြင်ရတာ။မနေ့ကဆိုကင်းဆောင်တဲ့လူနေအောင်မြင်ပြီးတွေးပြတ်သွားကြသေးရဲ့။အကြောင်းဖန်လာတော့လေကျုပ်တို့ကြည်ပေးရတာပေါ့ဒါမဲ့ဒီရက်ဒေတာမှာကျုပ်တို့အတိအကျွမ်းရည်လို့မရှိဘူးဗျ ဒီရတော့တော့မပူနဲ့ဗျဒီကင်းထဲမှာနေလို့ရတာပဲလေကြောက်တူလေညဘက်ဆိုမီးရေထင်းရင်ကင်းဆောင်ကြတာဆိုတော့ခမရတို့အတွက်မပြင်းစေရပါဘူးဒါဆိုလဲအစင်တင်တာပေါ့ဗျာမိတ်ဆွေလေလောက်ဆရာရှိရလောက်ပါဟုတ်ပြီဒါဖြင့်ကြောက်လေလောက်ဆရာရှိတာလောက်လာအောင်မယ်ခမရတို့ကင်းထဲမှာနေမယ်အကြောင်းလဲရွာလူကြီးကိုတည်င်းပို့ထားပေးလိုက်မယ်နော်ကိုမကြီးကအောင်မြတ်တာတို့နှုတ်ဆက်ပြီးရက်ွက်ထဲကိုထွက်သွားခဲ့လိုက်တယ်ညနေဆောင်ရောက်တော့ကိုမကြီးနဲ့အတူကာလာသား၄ယောက်တို့ကင်းထဲကိုရောက်လာခဲ့ကြတယ် ကင်းထဲပေါ်ရောက်တော့အချင်းချင်းမိတ်ဆက်ကြရင်နဲ့တယောက်နဲ့တယောက်ရင်းနှီးသွားကြခဲ့ပြီးကာလာသားတွေကသူတို့သိကျင်တဲ့အကြောင်းအရာတွေကိုမေးမြန်းကြရင်နဲ့ညာဦးပိုင်းအချင်းကိုရောက်လာခဲ့တယ်။ဆရာတို့ကမြန်မာပြည်အနှံ့လိုက်သွားနေတာဆိုတော့ပြရလောကနဲ့ပတ်သက်ပြီးထူးခြားတာတွေမြင်ရမှာပေါ့နော်။ကင်းထဲပေါ်ကကာလာသားတယောက်ရဲ့စကားကြောင့်မောင်ကောင်းကအောင်နိုင်သူအပြုံးနဲ့ရေးလိုက်ပြီးမြင်ရတာပေါ့ဗျာ။မကြသေးခင်ကတော့ခြေထောက်မှာမီးဆွဲလောင်နေတဲ့ကောင်ကိုဆုံးမခဲ့ရသေးတယ်။ကျုပ်တို့ဘက်မှာလည်းနေမြေကျန်းတဲ့နေရာတွေရှိသေးဗျာ။ ဘလောက်ကြမ်းလဲဆိုရင်နေဝင်ရီဒီယိုအချိန်ရောက်ပြီဆိုတော့ねအပြင်မထွက်ရဲကြတော့ဘူးရွာဆိုတော့တစ်ပင်ကြီးငယ်ကြီးလဲပေါ်မှာပေါ်ဗျတခါတလေတစ်ပင်အောက်ကနေဖြတ်သွားရင်တိတ်ကိုင်းပေါ်ကနေဇောက်ထိုးကြီးဆင်းလာတာမျိုးတခါတလေကြတိတ်ကိုင်းကိုရှာနေပတ်ပြီးဆင်းလာတာမျိုးကြီးကြုံရတယ်အောင်မြတ်သားကတော့မောင်ကောင်းတဲ့ကာလာသားတွေပြောနေတာကိုနားထောင်ရင်ကာလာမဘတ်ကိုငေးကြည့်နေခဲ့တယ်အချိန်ကတဖြည်းဖြည်းကုန်လာတာနဲ့အမျှရက်ွက်အတွင်းမှာလဲတိတ်ဆိတ်လာခဲ့တယ်ကာလာမပေါ်မှာတော့တခါတရံမှသာဖြတ်သွားတဲ့ကားတချို့သာရှိနေခဲ့တယ် ထွင်နာလိုက်တာကွာဘာနိုင်လဲမသိဘူးကင်းထဲအောက်မှာရင်နှိုးတက်နေတဲ့ကာလာသားတယောက်ကနှာခေါင်းကိုပိတ်ပြီးអော်ပြောလိုက်တာကြောင့်ကြံနေသူတွေရဲ့အကြီးကကင်းထဲအောက်ကိုအလိုလိုရောက်သွားခဲ့ကြတယ်ငထွန်းဘာဖြစ်တာလဲဘာဖြစ်ရမှာလဲပုံစုံနိုင်နန်းနေရလေဘယ်သူမှမရကြဘူးလားမင်းမင်းရနေတာငါတို့တော့မရပါဘူးကာလာသားတွေရဲ့စကားကြောင့်အောင်မြတ်တာရဲ့မျက်လုံးတွေကကာလာမဘေးစီကိုရောက်သွားခဲ့ရာအမောင်နှုတ်ထဲမှာငုံတုတ်ထိုင်နေတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ် ထူးခြားတဲ့အရေးအယံမြင်လိုက်ရတာမို့ဘေးမှာထိုင်နေတဲ့မောင်ကောင်းတဲ့ခွန်လာကိုမျက်စာပြစ်လိုက်ရအကင်းပါတဲ့နှစ်ယောက်ကလည်းလွယ်အိတ်ကိုစီလွယ်ကအတဲ့အနေထားလှုပ်လိုက်ကြတယ်။ကဲအားလုံးစိတ်အေးထားကြပါဗျာ။ကျုပ်တို့ဟိုဒီဒီလိုက်ကြည့်ပေးပါမယ်။အောင်မြတ်တာမောင်ကောင်းတဲ့ခွန်လာကိုခေါ်ပြီးကင်းတဲ့ဘောအစင်းကကာလာမရှိတဲ့ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ကာလန်ဘေးကိုရောက်တော့ရေမြောင်းဘေးမှာငုံတုတ်ထိုင်နေတဲ့လူကြီးကအောင်မြတ်တာစီကိုပြေးလာပြီးလွယ်အိတ်ကိုဖမ်းဆွဲဖို့ကြိုးစားရာအနာမရောက်ခင်မှာပဲအနောက်ကိုလမ်းကျသွားခဲ့တယ်။ထိုချိန်မှာပဲမောင်ကောင်းတဲ့ခွန်လာတို့ရဲ့နှာခေါင်းထဲကို အပေါင်းနာစူးဝင်းနဲ့ဝင်ရောက်လာခဲ့တယ်။ဆရာကားသမားရေပြောတာဒီကောင်ပဲဖြစ်ရမယ်။သူ့မို့မကြောက်မလန့်ဆရာလေးကိုဝင်လို့ရတယ်။အောင်မြတ်တာအမောင်ကောင်းတဲ့ခုံလာလို့ပြောတာကိုပြန်မဖြစ်ပဲအမောင်ရိတ်ထဲမှာကြောပေးထိုင်နေတဲ့သူကိုသာစိုက်ကြည့်ရင်တင်းမတူလဲ။ဘာကြောင့်ကြောက်လွယ်ရေကိုဝင်လို့ရရလဲ။အဲ့လိုပြောလိုက်ရကြောပေးထိုင်နေတဲ့အရေးမမဲကြီးစီကနေငိုရှိုက်တန်တစ်ခုထွက်ပေါ်လာခဲ့တယ်။တင်းကြောက်တော့တခုခုပြောစရာရှိနေလား။ငါပြစ်စီ ငါပစ္စည်းကိုနင်တို့ဘာလို့ယူထားတာလဲတင်းပစ္စည်းကကျောက်လွယ်ထဲမှာရှိနေတဲ့ကျောက်စိမ်းလက်ကောက်ကိုပြောတာလားဟုတ်တယ်အဲ့ဒီလက်ကောက်ကိုရမှတခြားကိစ္စတွေထပ်လုပ်လို့ရမှာဒါကြောင့်ငါပစ္စည်းကိုပြန်ပေးကျောက်တို့ကလည်းသူများပစ္စည်းကိုမလိုချင်ပါဘူးဟောဒီမှာခမားလက်ကောက်အောင်မြတ်တာလွယ်ထဲမှာရှိတဲ့ကျောက်စိမ်းလက်ကောက်ကိုထုတ်ယူပြီးကားလမ်းမပေါ်တင်လိုက်ရအမောင်ထဲမှာထိုင်နေတဲ့မိန်းမကလေးဘက်ထောက်လျက်ပြေးလာပြီးလက်ကောက်ကိုလက်တစ်ဖက်နဲ့ကောက်ယူလိုက်ပါလေရော ဒါပေမဲ့ကောက်ယူလို့မရပဲလေကူတာဖမ်းဆုပ်နေရတယ်လို့ဖြစ်နေတာကြောင့်စိတ်ဆိုးမှန်ဆိုးနဲ့ကားလမ်းမပေါ်ဦးကောင်းနဲ့တဖုံဖုံစောင့်နေခဲ့တယ်။တင်းပြစီတင်းကိုပြန်ပေးပြီးပြီမို့ဒီနေရာကနေထွက်သွားပါတော့။ဘသူကမှထပ်ပြီးမနှောက်ရှက်နဲ့တော့။ငါလက်ကောက်ပြန်ရပါမယ်။ငါယူလို့မရသေးဘူး။ငါရဲ့လက်တစ်ဖက်ပျောက်နေသေးတယ်။လေးဘက်ထောက်လျက်ရှိနေတဲ့မိမကြီးကလက်ကောက်ဝက်ကနေပြတ်ထွက်နေတဲ့လက်ကိုမြှောက်ပြပြီးမျက်လုံးကိုအစမတန်ပြုတ်ကအောင်မျက်တာကိုစိုက်ကြည့်နေခဲ့တယ်။မင်းမလဲအစွဲတွေတိတ်ကြီးရာကို ဟုတ်တယ်ငါအဆွဲကြည့်တယ်ဟဲ့ငါမိသားစုတွေအမြဝေးတာတော့ငါမသွားဘူးငါ့ကိုအခုလိုဖြစ်အောင်လုပ်တဲ့သူကိုပြန်ရှာပြီးဒုက္ခပေးမှာဆရာဒီမိမောင်ဘယ်လိုလုပ်ရမလဲလွှတ်ထားပြရင်လေဒီကလူတွေအပြင်းအောင်ထွက်ရမှာမဟုတ်ဘူးဗျလောလောဆယ်တော့ခဏညင်အောင်ထိန်းထားရမှာပေါ့အောင်မက်တာလေတန်အေးအေးနဲ့ပြောပြီးညာလန်ညိုးနဲ့ထိုးလိုက်ရာမိမကြီးတကူလုံးကျိုးဝင်နေတုံ့နှောင်ခြင်းခံလိုက်ရတယ်ပြီးတာနဲ့မျိုးဆောင်ပုတ်ကိုကိုစိတ်ညွတ်ပြီး ဒီမျိုးစောင့်ကြနေတဲ့မျိုးဆောင်ပုဂ္ဂိုလ်အနေနဲ့ဒီအမျိုးသမီးကိုခိတ္တထိန်ထိန်ပေးဖို့မြစ်တာရက်ခတ်ပါတယ်။အဲ့လိုပြောလိုက်တယ်ဆိုရင်မိမကြီးရဲ့ဘေးမှာအနီရောင်တတအဝိတ်ကိုဝစ်ဆင်ထားတဲ့လူတစ်ယောက်ကပေါ်လာပြီးမိမကြီးရဲ့ကုတ်ကိုဖမ်းဆွဲကဖြတ်ခနဲပြောက်ွယ်သွားခဲ့တယ်။အောင်မြတ်တာတို့လည်းမိမကြီးပြောက်ွယ်သွားရတဲ့လမ်းမပေါ်မှာကျန်ခဲ့တဲ့လက်ကောက်ကိုကောက်ယူကာကင်းထဲရှိတဲ့ဘက်ကိုပြန်လာခဲ့ကြတယ်။ကင်းထဲရှိရောက်တော့အမတ်ကြီးကအလို့တကြီးပြေးဆင်းလာပြီးဟိုမိမကြီးကိုတွေ့ခဲ့လား။တွေ့ပါတယ်။ဒီမိမကြီးရဲ့ဆွေဟာခမည်းတော်တွေးပြက်မယ်ဆိုရင်လည်းပြက်ချင်စရာပဲဗျ။ အခုရောဘလို့ဖြစ်သွားလဲအဲ့ဒီအဲ့ဒီမိမကြီးရောဘယ်ရောက်သွားလဲအခုကစပြီးဒီနေရာမှာထပ်ပြီးမပေါ်လာအောင်ကြောက်တုတ်လှုပ်ပေးခဲ့ပါတယ်အာလုံစိတ်အေးချမ်းသာသွားနေအရင်လိုပြန်နေလို့ရပါပြီအောင်မြတ်တာစကားကြောင့်ကင်းတဲ့ပုံမှာရှိနေတဲ့သူတွေအာလုံဝမ်းသာသွားပြီးမျက်နှာပေါ်မှာလည်းပြောင်းရိပ်တွေတန်းလာခဲ့ကြတယ်အောင်မြတ်တာကိုလည်းကင်းတဲ့မှာရှိတဲ့ကာလာသားတွေနဲ့ညာနှစ်ချက်ထိုးလောက်ဒီစကားစီမီပြောဆိုခဲ့ပြီးသုံးချက်ထိုးအရောက်မှာတော့မောင်ကောင်းကအိမ်မွေးချအင်းကိုတုံးကအားလုံးကိုအိမ်မောကြအောင်လုပ်ခဲ့ပါတယ်ကင်းသမားတွေအားလုံးအိမ်မောကြနေတဲ့အချိန်မှာတော့အောင်မြတ်တာတို့လည်း မြို့အုံမှာရှိနေတဲ့နတ်ကွန်းတစ်ခုစီကိုထွက်သွားခဲ့ပါတော့တယ်။ဖျောင်းနိုင်သုံးနိုင်ထုံးညိထားတဲ့နတ်ကွန်းတစ်ခုအရှိမှာအောင်မဲသားတို့ဆရာတစ်ပည့်၃ယောက်တင်မလင်ခွေထိုင်ပြီးသူတို့ရဲ့ရှိမှာတော့ရုပ်ပြက်စင်းပြက်ဖြစ်နေတဲ့မိန်းမတစ်ယောက်ဘေးဆောင်အနေထားနဲ့ထိုင်နေခဲ့တယ်။အဲ့ဒီချိန်အောင်မဲသားကလွယ်ရည်ထဲမှာပါလာတဲ့ကြောက်စိမ့်လက်ကောက်ကိုရှေ့မှာချလိုက်ပြီးဒီပစ္စည်းကတင်းပစ္စည်းဟုတ်တယ်မလား။ဟုတ်တယ်။ဒါငါလက်ကောက်ပဲ။တင်ကကိုပစ္စည်းပြန်ရတာတော့မျက်နှာထားတင်းမာနေတော့မှလား။ငါမကျင်နဲ့နိုင်ဘူး။ တင်းကိုတခုခုပြန်လုံးရမှကျေနပ်နိုင်မယ်။မိမကြီးစကားကြောင့်မောင်ကောင်းတဲ့ခွန်လာတော့အချင်းချင်းကြည့်လိုက်ပြီးတင်းကဘသူ့ကိုမကျေမနပ်ဖြစ်နေတာလဲ။ငါ့ကိုကားနဲ့တိုက်တက်ခဲ့တဲ့ကောင်ကိုမကျေနပ်တာ။တင်းကငါ့ပြည့်စည်ရည်နဲ့အခုဆိုตายာနေလောက်ပြီ။တင်းပြောတာကြောက်နားမလဲဘူး။ဖြစ်ချောင်းကုန်စင်ပြောပြပေးလို့ရမလား။အောင်မေတ္တာစကားကြောင့်မိမကြီးကအအောင်ခတ်တင်းတင်းကြိတ်လိုက်ပြီးငါ့ကိုတတ်တဲ့ကောင်နမေကကောင်းကြွယ်လို့ခေါ်တယ်။ သူကငါ့ကိုအယုံသွေးပြီးငါ့မှာရှိတဲ့ပစ္စည်းတွေကိုအပိုင်လိုချင်ခဲ့တာငါလည်းသူ့ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့သူပြောတာကိုယုံပြီးသူ့နောက်ကိုလိုက်လာခဲ့မိတယ်လေနင်တို့ငါ့ကိုတွေ့တဲ့နေရာရောက်မှငါ့မှာပါတဲ့လက်ဝတ်လက်စားတွေအတင်းတောင်းတော့ငါလည်းမပေးနိုင်ဘူးလို့ပြောရကနေစကားများပြီးကားပေါ်ကနေဆင်းလာခဲ့လိုက်တယ်တောင်တင်းရငါ့ကိုအနောက်ကနေကားနဲ့တိုက်တက်ပြီးငါ့မှာပါလာတဲ့လက်ဝတ်လက်စားတွေပတ်စံအိတ်ထဲမှာပါတဲ့ငွေတွေကိုယူပြီးမောင်းပြေးသွားခဲ့တာဒါဆိုဒီလက်ကောက်ကရောဘလို့ကြံနေခဲ့ရလဲ ီလက်ကောက်ကအနှဲငယ်အံ့နေတာမို့မဝေပဲပတ်ဆိုင်ရဲ့အတွေ့မှမှာထဲတာလေဒါကြောင့်ဒီကောင်မတွေ့ခဲ့တာနေမယ်ဒါဆိုတင်းရတာမန်ကားတိုက်ခံထိတာမဟုတ်ဘူးပဲရီယိုကျရှိရှိတက်ခံထိတာပေါ့ငါလည်းအခုလိုဖြစ်မယ်မထင်သားခဲ့ဘူးငါဒီနေရာကနေထွက်ပြီးဟိုကောင်းစီသွားဖို့လုပ်သေးတယ်ဒါပေမဲ့လမ်းစုံလမ်းကွာအကောင်တွေကငါ့ကိုပေးမသွားဘူးဒါကြောင့်ငါလည်းအဲ့ဒီနေရာမှာပဲနေနေရတာနောက်ပြီးမကြသေးခင်ကငါ့ရဲ့ဆွေမျိုးတွေဒီနေရာကိုလာပြီးတရားနာဖို့လာခေါ်သေးတယ် ငါစိတ်ထဲမှာတင်းကိုလက်စားမချိနိုင်သေးရေဒီဘဝမှာပဲဆက်နေမယ်လို့တွေးတာတယ်ငါစီကယူသွားတဲ့ပစ္စည်းတွေကိုပြန်ရအောင်ယူမယ်ဟွန်းတင်းအဖြစ်ကလည်းတနာဖို့ကောင်းလိုက်တာဟိုလူတင်းစီကနေဘလို့ပစ္စည်းတွေယူသွားတာလဲပြောပြပေးပါကြောက်တော့ပြန်ယူလာနိုင်အောင်စူးစမ်းပေးပါမယ်တင်းကငါစီကနေလက်ကောက်သုံးဝင်ဆွဲကြိုးတကုံစိန်နကတ်တရံလက်စွပ်နှစ်ကွင်းဖြုတ်ယူသွားတာနင်တို့ကူညီမယ်ဆိုရင်ငါ့ကိုဒီနေရာကနေခေါ်ထုတ်ပေးပါ ငါနီးငါဟန်နဲ့ဒီကောင်ကိုဆုံးမချင်သေးတယ်ဒါဆိုလဲအဲ့ဒီလူကိုရှာလို့ရမယ့်နေရာကိုတိတိလောက်ပြောပြပေးပါကျောက်တို့သူ့ကိုတွေ့ပြီဆိုတာနဲ့တင့်ကိုဆင့်ခေါ်လိုက်ပါမယ်တင်ရတော့လောလောဆယ်မျိုးဆောင်နမ်းမှာပဲနေပါအောင်နေတော့သူ့ကိုတွေ့ရင်ငါ့ကိုတကယ်ခေါ်မလားကျောက်ကတိပေးပါတယ်အောင်မေတ္တာစကားကြောင့်မိမကြီးကခိတ္တစဉ်းစားလိုက်ပြီးအဲ့ဒီလူကကန်တာမျိုးမှနေတယ်သူ့ရဲ့ညာဘက်ပါမှာမှဲ့တလုံးပါတယ်ကာလောကမှာကောင်းကျွယ်ဆိုရင်မသိတဲ့လူမရှိဘူး ီလောက်ဆိုရင်တော့သူ့ကိုရှာလို့လွယ်မှာပါတွေ့ရတဲ့တင်းကိုဆင့်ခေါ်လိုက်ပါမယ်အောင်မြတ်တာကိုလည်းမယောင်မလင်းနဲ့ဝင်ရှုပ်မိခဲ့တဲ့ကိစ္စကိုဖြေရှင်းပေးရန်ဂတိကုတ်ကိုပြုတ်ပေးခဲ့ကြရတယ်ဂျိုးကားစရာဒီကားကကန်တာဘက်ကိုရောက်လာရောက်တယ်ဗျလူပနေရောက်လဲတောင်းရောက်ပဲဗျတိုင်းမွေးနေရရှိသေးလားရှိရရှိရမောင်ကောင်းတို့လည်းအဝေးပြေးကားပေါ်မှာရှိနေတဲ့ခုံလွတ်မှဝင်ထိုင်လိုက်ပြီးကားထွက်မဲ့အချိန်ကိုစောင့်နေခဲ့လိုက်တယ်မကြခင်ခီးတဲ့အပြစ်တင်တဲ့ဟိုင်းလက်ကားလေးက ကားကိတ်ကနေစတင်ထွက်ခွာခဲ့ပါတော့တယ်။နှစ်နာရီလောက်စီးလာပြီးချိန်မှာတော့ကန်တာမျိုးဆိုတဲ့ဆိုင်းမုံနာမှာကားကတီးထိုးရက်သွားတာကြောင့်ဆရာတပည့်တွေလည်းကားပေါ်ကနေဆင်းလာခဲ့လိုက်တယ်။ကားကိတ်နဲ့မလမ်းမကမှာတော့လမ်းဘေးထိုးရက်ထားတဲ့၆ဘိန်းကားတွေရှိနေပြီးတချို့ကားတွေပေါ်မှာတော့ကုန်တွေအပြစ်တင်လာတာကိုမြင်တွေ့လိုက်ရတယ်။ဆရာဒီကားကိတ်မှာဟိုလိုကြောင့်မင်းတီးလောက်မယ်ထင်တယ်။နည်းနည်းပါးပါးစုံစမ်းကြည့်ကြတာပေါ့။မောင်ကောင်းလည်း၆ဘိန်းကားတွေနာမရောမလဲနဲ့တွားကြည့်ခဲ့ရာ အရေးရတဲ့တပည့်အောင်မှာအန်စာကစားနေတဲ့ကာသမအချို့ကိုမြင်တွေ့ခဲ့ရတယ်။ဟဲ့လူကားငားမလို့လား။အနောက်ကနေပခုံးအောင်ပုတ်ပြီးမေးလိုက်တာကြောင့်မောင်ကောင်လှည့်ကြည့်လိုက်ရာအသက်50အရွယ်လူကြီးတစ်ယောက်ဖြစ်နေခဲ့တယ်။မဟုတ်ပါဘူးဗျာလူတစ်ယောက်ကြောင့်စုံလန်းကျင်လို့ပါ။ဘသူများလဲကွ။သူ့နာမည်ကကောင်းကျွယ်လို့ခေါ်တယ်။ညာဘက်ပါမှာမှဲ့တလုံးရှိရဲ့ဗျ။မောင်ကောင်းစကားကြောင့်ဘေးမှာရပ်နေတဲ့သူကမျက်ခုံးကိုပင့်တင်လိုက်ပြီးမောင်ရင် လူမားနေပြီထင်တယ်။ ကားသမားတွေထဲမှာကောင်းကျွယ်ဆိုတဲ့သူတော့မရှိဘူး။ညာဘက်ပါမှာမဲ့ပါတဲ့သူတယောက်တော့ရှိတယ်။သူ့နာမည်ကဇေယားတဲ့။အဲ့ဒီလူကအခုဒီမှာရှိလာဦးလေ။ဇေယားကကားကိတ်မလာတာတပတ်လောက်တော့ရှိပြီ။ဘာဖြစ်လို့လဲတော့မသိဘူး။ဒါဖြင့်သူပမာနေလဲဆိုတာပြောပြပေးပါလား။ကျွန်တော်တို့သူနဲ့အရေးကြီးပြောစရာရှိနေလို့ဗျ။ငါလည်းတေချာမသိဘူးကွာ။ဒါမဲ့တိရက်သူရှိမလားမေးပေးပါမယ်။ဟဲ့ကောင်တွေဇေယားပမာနေလဲတိကြလား။ ကာသမလူကြီးစကားကြောင့်အန်စာကစားနေတဲ့လူတွေကနောက်ကိုလှည့်ကြည့်ပြီးဇေယျကြက်တော်ရက်မှနေတယ်ဦးလေမနေ့ကတော့သူ့ရင်ဘက်ကနေဖြတ်လာသေးတယ်ဘာဖြစ်လို့လဲဒီမှာဧည့်သည်တွေမေးခိုင်းလို့အခုလို့ကူညီပေးတာကျေးဇူးတင်ပါတယ်ဦးလေကျောက်တို့ခွင့်ပြုပါအောင်ဒီလိုနဲ့မောင်ကောင်းတို့လည်းဇေယျနေထိုင်ရာကြက်တော်ရက်ကိုမယောင်မလဲနဲ့ရောက်လာခဲ့ကြတယ်ရက်ကွက်ထက်ရောက်တော့ညောင်မင်းအောင်မှဖွင့်ထားတဲ့ကိုင်းရဆိုင်တစ်ဆိုင်ရှိနေပြီးကိုင်းရဆိုင်ဘေးမှာတော့လူ၅ယောက်ထိုင်ရာအရက်တောက်နေတာကိုမြင်တွေ့လိုက်ရတယ်ဆရာဟိုလူကိုကြည့်ပါဦး ညာဘက်ပါမှာမဲ့တလုံးကထင်းနေရပဲဟုတ်တယ်ဇာဒီလိုကဈေးရပဲဖြစ်ရမယ်တေချောင်းအရင်ကဲခတ်ကြည့်ပါဦးနောက်မှလူမားနေမှဖြင့်ဒီရောက်ကကလူရဲ့ဒုက္ခရောက်နေပါအောင်ပဲဒါဆိုခဏလေးဇာကျွန်တော်ကုန်းသွားဝယ်ရင်လည်းအကဲခတ်လိုက်မယ်မောင်ကောင်းကကိုရဆိုင်ထဲကိုမရောမလင်းနဲ့ဝင်လာပြီးကိုရမာနေတဲ့အချိန်ဇေးရမင်းဒီရပိုင်ကားလည်းမထွက်ပါလားငါကားမမောင်းတော့ဘူးကွာတပတ်ခါကြာငါမိမအမျိုးတွေရှိတဲ့အညာဘက်ကိုပြောင်းတော့မှာဒါကြောင့်မင်းတို့အဝါတိုက်နေတာ မင်းဟာလည်းရုတ်တရက်ကြီးပါလား။ဗါလဲမင်းရဲ့မမကြီးနဲ့အဆင်မပြေလို့လား။တော်စားမှာကွာ။ငါနဲ့သူကဘာမှမပတ်သက်ဘူး။မင်းတို့လည်းအားချောင်မနေနဲ့။ငါဒီတိုင်းမေးတာပါကွာမင်းကလည်းမင်းစကားကိုဒီမှာပဲပြီးပါစေ။စေရကစကားဖြတ်ပြီးဘေးကိုကြည့်လိုက်ရာသူတို့ကိုစိုက်ကြည့်နေတဲ့မောင်ကောင်းကိုမြင်လိုက်ရတယ်။မောင်ကောင်းလည်းရုတ်တရက်မို့ဟိုကြည့်ဒီကြည့်လို့ပြီးကိုရတရားကိုပါစက်သေးဝါးကမသိတယ်လို့နဲ့ပြန်ထွက်လာခဲ့လိုက်တယ်။ဆရာဟိုလူကကျွန်တော်တို့ရှာနေတဲ့သူဖြစ်နိုင်တယ်။ တို့ပြောရတဲ့အဲမှာမယိုးသားရဲ့စကားတွေကိုတတိထားမိတယ်။ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆရာ။ဟိုမိမ့်မကိုခေါ်လိုက်ရတော့မလား။အရန်မလောပါနဲ့哦။ငါတို့ဘက်ကပိုးသေးကြအောင်စုံစမ်းမှုလိုသေးလေ။လာကြလာကြ။နားတဲ့နေရာရှာကြအောင်။အောင်မြတ်တာကိုလည်းကိုင်းရဆိုင်ကနေထွက်လာပြီးရက်ကွက်ထိပ်မှာရှိနေတဲ့တံဆောင်းစီကိုဥတီပြီးထွက်လာခဲ့ကြတယ်။ကြက်တော့ရက်ကွက်ထဲမှာတည်ထားတဲ့ကိုးတောင်ပြည့်စီဒီပေးမှာတော့အောင်မြတ်တာတို့ဆရာတပည့်တွေဖျားဝှက်ပြုတ်နေခဲ့ကြတယ်။မကြာမီအချိန်အတွင်း အောင်မြတ်တိုင်နားထဲမှာခြေတံကပ်ပြင်းပြင်းတစ်ခုကိုကြားလိုက်ရတာကြောင့်ဖယားဝတ်ပြူတာကိုရက်ပြီးလက်ကြည့်လိုက်ရာသပင်ဖားလျားချတာတဲ့ယောက်ျားတစ်ယောက်ကိုမြင်လိုက်ရတယ်။တင်ရဘသူပါလဲ။ကျုပ်ကဒီယောက်ကကိုစောင့်ကြရတဲ့ပုံကူပါ။ဒါဖြင့်ကျုပ်ပို့တာတဲ့မြတ်တာကိုရတယ်မလား။ရပါတယ်။ဒါဖြင့်အခုလို့ကိုထင်ပြရတဲ့အကြောင်းရင်းကဘာများလဲ။ဆရာတို့အနေနဲ့အချားရက်ဒီတာမကျွလွတ်သေးတဲ့သူတစ်ယောက်ကိုဒီရက်ရော်ရဲမခေါ်လာဘူးလားတောင်းမှန်တာပါ။ကျုပ်လည်းဒီကိစ္စကိုစဉ်းစားမိပါတယ်။ တို့ပေမဲ့ကြောက်တို့ဂတိပေးတာမှမဟုတ်ဂတိကိုလည်းမဖြတ်ချင်ဘူးဖြစ်နေတယ်။လောကမှာအပြစ်ရှိသူတွေဟာသူတို့ကျူးလို့နဲ့အပြစ်ကိုခံရစမြဲပါ။ဆရာတို့လည်းဂတိမပြတ်ရလေအောင်ကြုတ်ကူညီနေတာတခုတော့ရှိတယ်။ဘယ်လိုမျိုးကူညီနေတာလဲပြောပါဦး။အောင်မြတ်တာစကားအဆုံးမှာရက်ကွက်ဆောင်ပုဂ္ဂိုလ်ကမတိမတာပြောလိုက်ပြီးမျက်နှာကိုလက်နဲ့တတ်ချလိုက်ရာဇေယျရဲ့ရုပ်တွင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ကျုပ်ရဲ့အစွမ်းကလိုချင်တဲ့ပုံစံကိုဖန်ဆင်းလို့ရတာပါပဲ။ဒါကြောင့်ဆရာတို့အနေနဲ့ကျုပ်ကိုအတုံးချပြီးလိုရာစေခိုင်းနိုင်ပါတယ်။ တုတ်တဘောပေါ့ဗျ။ဒါနဲ့လေဒီစီဒီမှာတခြားမကျွတ်လို့တည်တဲ့သူတွေကိုနေရာပေးထားတာရှိရမလား။ရှိပါတယ်ဆရာ။ဒီစီဒီကရက်ကွက်အပြင်မှာတည်ထားတာကြောင့်နေရာမရှိတဲ့ပြရလောကသားတွေအများဆုံးဝင်ထွက်သွားလာကြပါတယ်။ရက်ကွက်ဆောင်ပုဂ္ဂိုလ်ရဲ့စကားကြောင့်အောင်မြတ်တာသဘောကျစွာပြောလိုက်ပါတော့တယ်။မိမရေငါပြင်ခဏသွားအောင်မယ်နော်။မိုးချုပ်နေတာကိုဘယ်သွားအောင်လို့လဲ။ကိစ္စလည်းရှိလို့ပါဟ။နေလဲအထုပ်တွေတိမ်းတောင်း ဇေယျတယောက်ဗီဒီယိုပေါ်မှာတင်ထားတဲ့ပတ်စံကိုခါချထုတ်ပြီးအိမ်မော်ကနေဆင်းလာခဲ့လိုက်တယ်။အိမ်အောက်ကိုရောက်တော့လူရဲလူချေကိုကြည့်ပြီးအိမ်အနောက်ဘေးဘူးချအောက်ကိုလက်နဲ့ရိုက်ထုတ်လိုက်ရာမြေကြီးတွေနဲ့ပေပွားနေတဲ့အထုပ်တထုပ်ထွက်လာခဲ့တယ်။ဇေယျလည်းအထုပ်ကိုထိုင်နေရင်းဖြည့်ကြည့်လိုက်တဲ့အချိန်ဘူးချံဘေးကနေရေခနဲဖြတ်သွားတဲ့လူရဲတစ်ခုကိုမြင်လိုက်ရတယ်။ဘာတူလဲ။ဇေယျကအထုပ်ကိုရေမှန်တဲထိုးထက်လိုက်ပြီးဟိုဒီဒီလိုက်ကြည့်လိုက်ရာဘာမှမတွေ့တဲ့ဖြင့်ထိုင်ရာကနေထားလိုက်ရာနှာခေါင်းထဲကိုရေမွေးနှံနဲ့အပုပ်နဲ့ရောရတဲ့အနံ့ဆူဆူကတိုးဝင်လာခဲ့တယ်။ ဒီအနှန်းကဟိုမိမ့်မအမြဲတုံးနေကြရင်မွေးနိုင်မယ်။အိုကွာငါစိတ်ဆွဲနေရပဲဖြစ်မယ်။စိတ်ထင်းလား။ဇေယကကိုကကိုအားပေးရင်အင်ရှိကိုထွက်ဖို့အလို့ငါပြည့်စည်ရပြန်ပေး။ငါပြည့်စည်ရပြန်ပေး။အဲ့ဒီအတန်ကိုထင်းထင်းရှားရှားကြီးကြားလိုက်ရတယ်။အကောင့်ထဲမမြင်ရပဲအတန်ကြားလိုက်ရတာမို့ဇေယတယောက်ကြက်သိမ်းမွေးကြီးနဲ့ထလာပြီးခေါင်းကလည်းထူပူသွားခဲ့တယ်။ဘာတူလဲ။ထလာခဲ့တယ်။ ညီးတန်ကြီးကဘူးစင်ဘော်ကနေထွက်လာတာမို့မောကြည့်လိုက်ရမျက်လုံးတစ်လုံးကကြွထွက်လုံနေပါဖြစ်နေပြီးခေါင်းတစ်ချမ်းပြားနေတဲ့မိမတယောက်သူ့ကိုငုံကြည့်နေတာမြင်လိုက်ရတယ်။အမလေးတရေဇေယျလည်းငဲတန်းပေါင်းအော်ပြီးထွက်ပြေးရအိမ်မှာရှိတဲ့သူတွေရောဘေးပတ်ဝန်ကျင်ကလူတွေပါအလန့်တကြားထွက်လာပြီးဇေယျဘာဖြစ်တာလဲ။ယောက်ျားဘာဖြစ်လို့လဲဟင်တတတရေမကြီးဘူးစင်ဘော်ကနေငါ့ကိုကြည့်နေတယ်။မောင်ဇေယျစိတ်ချင်းစမ်းဘာသူမှမရှိပါဘူး။ ဥပိတ်တို့ရဲ့စကားကြောင့်ဇေယျလည်းဘေးဘီကိုကြည့်လိုက်ရလူအုပ်ကြားထဲမှာသူ့ကိုမျက်တောင်အနီနဲ့စိုက်ကြည့်နေတဲ့မိန်းမတစ်ယောက်ကိုထပ်မြင်လိုက်ရတယ်။ဟိုဟိုမှာရှိနေတယ်။ဟိုမှာကြုပ်ကိုရိုက်ကြည့်နေတယ်ဗျ။အဲ့ဒါမိန်းမိန်းမလေးဒီကောင်လေးဘလို့ဖြစ်တာပါလိမ့်။အေးအေးရောက်တယ်မှာမငါရှိရနေထွက်သွားစမ်း။မတော့ရင်ငါဓာတ်နဲ့ခုံးပါနော်။ဇေယျကကြောက်ကန်ကန်ပြီးအိမ်အောက်မှာရှိနေတဲ့ဓမာကိုပြေးယူဖို့လို့ဘေးမှာရှိနေတဲ့လူတွေဝိုင်းဆွဲကြရအင်ကြီးတွေကအထောက်တထောက်ပြုတ်ကျလာခဲ့တယ်။ဟမ် လက်ဝတ်လက်စားတွေပါလားညှို့ထွေးရေဒါနင်တို့ပစ္စည်းတွေလားမဟုတ်ဦးလေကျမတို့မှာဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းကဘယ်ရရှိရမှာလဲဒုက္ခပါပဲဒီကောင်လေးဘာတွေလောက်လာလဲမသိဘူးဥပေတော်ကဇေယျဖြစ်ပြနေတာကိုကြည်ပြီးအိမ်မော်ပြေးတက်ကပရဲ့ရေဘူးကိုယူလာတဲ့အချိန်လက်ကင်မွားနဲ့ထုတ်ထားတဲ့လက်ဝတ်လက်စားတွေကပစုံစိုက်ခုံတို့တဆက်ဆက်ခုံလာပြီးအပေါင်းနှံတွေလည်းလှိုင်ငင်းနဲ့ထွက်လာခဲ့တယ်ထွက်သွားစရုပ်တမမနင်ကတည်ပြီးပြီလေငါနောက်မလာနဲ့သွားထွက်သွား ဇေယျကလူကြားထဲကိုလက်ညှိုးထိုးလိုက်အော်ဟေးလိုက်လုပ်နေတာကြောင့်ဥပိတိုးကပရဲ့ရည်တိုင်ရနားကပ်လာတဲ့အချိန်ရေဘူးကိုတယောက်ယောက်ကစက္ကနဲ့ရိုက်ရှာလိုက်တယ်လို့ဖြစ်ကမြေကြီးပေါ်ပြုတ်ကျသွားခဲ့တယ်။ဟိုမိမဦးလေးဘေးနားမှာရက်နေတယ်။ကြောက်ကိုစိုက်ကြည့်ပြီးရေနေတယ်ဗျ။ဇေယျမင်းပါကြီးလှောက်ထားတယ်အမှန်တိုင်းပြောစမ်းအချိန်လေးကိုရိမ့်မိတဲ့ဥပိတိုးကတုံလုံးချောက်ချနေတဲ့ဇေယျရဲ့ပခုံးကိုကိုင်းလှုပ်ပြီးမေးလိုက်တဲ့အချိန်ကြောက်ကိုဘာမှလာမမေးနဲ့ဒီမိမကိုထတ်တတ်ရမယ်။ဒါမှနောက်ထပ်မလာနိုင်ပါ ီကောင်ချုပ်ထားမှဖြစ်တော့မယ်သူစိတ်ကပုံမှန်မဟုတ်တော့ဘူးဥပိတို့ရဲ့စကားကြောင့်ရက်ကြည့်နေတဲ့လူတွေထဲကယောက်ျားချို့ကထွက်လာပြီးဇေယျကိုဖမ်းချုပ်ထားခဲ့ကြတယ်အဲ့ဒီချိန်လူအုပ်ထဲမှာရက်ကြည့်နေတဲ့မိန်းမတယောက်ကရှက်ကြီးတငင်ငိုကြွေးပြီးလူတက်သမားတင်းကျုပ်ကိုတတ်ခဲ့တာအရှင်လက်လက်ကားနဲ့တိုက်တက်ခဲ့တဲ့ကောင်အဲ့လိုပြောပြီးမြေကြီးကိုလက်နဲ့ပုတ်ကဒေါသတကြီးအော်ဟဲပါလျောနေရဘသူတော့ဒီကောင်လေးကနေုံတက်ခဲ့တာဟုတ်လားကားနဲ့မရမျက်မျက်အေးဟဲ့ ဒီကောင်ကသူ့ကိုသူလူလို့ပါလို့ပြောပြီးငါ့ကိုအလိညာယုံသွင်းခဲ့တာငါကလည်းသူ့ကိုယုံကြည်ပြီးကားတော်ဝယ်ပေးခဲ့မိတယ်လူယုံမှာနေကငါဝယ်ပေးတဲ့ကားနဲ့ငါ့ကိုပြန်တက်ခဲ့တယ်မဟုတ်လားဇေယသူပြောနေတာတွေဟုတ်လားဥပေတို့ရဲ့စကားကိုဇေယကဘာမှပြန်မဖြေနိုင်ပဲခေါင်းသာငိုင်းဆိုင်ကျသွားခဲ့တယ်တင်းကငါ့ကိုမိဘရင်းနဲ့မိတ်ဆက်ပေးဖို့ဝက်ကောင်းစားလာတွေဝယ်ပြီးလိုက်ခဲ့လို့အလိညာတွေတုံးပြီးခေါ်ခဲ့တာ ဒီမိမကြီးကသူပြောသမျှကိုယုံပြီးဘသူ့ကိုမှအတိမပေးပဲလိုက်လာခဲ့မိရဲ့လေ။လမ်းရောက်တော့လက်ဝတ်လက်စားတွေကိုလိုချင်လို့ငါ့ကိုပြဿနာရှာပြီးတက်ပြစ်ခဲ့တဲ့ကောင်။နင်ကလူယုံမှာခွေးလောက်တော့အဆင်မရှိတဲ့ကောင်။ဝင်ပူးနေတဲ့မိမရဲ့စကားကြောင့်လူတွေအားလုံးကဟာကနေဟင်ကနေဖြစ်သွားပြီးဇေယကိုလည်းယုံရှာမုန်းလိတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့ကြတယ်။မိမဖြစ်သူကတော့ဇေယအဖြစ်ကိုကြည့်ပြီးဘာမှမပြောနိုင်မဲ့အယုတ်ကျိုးပြက်လဲကျသွားခဲ့တယ်။ဒီအဖြစ်ပြက်ပုံရိပ်တွေကိုဇေဒီဘော်ကနေရုပ်ရှင်ကြည့်စလို့ကြည့်နေတဲ့အောင်မြတ်တာကအနောက်ကိုလှည့်ကြည့်လိုက်ပြီး ီလောက်ဆိုတင်စိတ်ကျေနပ်ပြီထင်ပါတယ်။မကြခင်တင်းပစ္စည်းတွေအားလုံးတင်းမိသားစုတွေစီပြောင်းရောက်တော့မှာပါ။အဲ့လိုပြောလိုက်ရမျက်နှာတစ်ချမ်းပြားနေတဲ့မိမကြီးကအန်ကျက်ရင်းငါဒင်းကိုဒီတက်ဖို့လှုပ်ချင်တာ။တင်းပစ္စည်းတွေလည်းပြန်ရပြီ။သူလည်းလှုပ်ခဲ့တဲ့အပြစ်ကိုမကြခင်ခံရတော့မှာမို့ဒီလောက်နဲ့ပဲစိတ်ကျေနပ်လိုက်ပါတော့။ကဲတင်းလည်းအရင်နေရာကိုပြန်လို့ရပါပြီ။အောင်မြတ်သားစကားအဆုံးမှာဘေးမှာထိုင်နေတဲ့မိမကြီးပြောက်ကွယ်သွားပြီးသပင်ရှိရှိအပေါ်ပိုင်းဖလာကျင်းထားတဲ့ရက်ွက်ဆောင်နဲ့ပေါ်လာခဲ့တယ်။တောက်တောင်ဝင်ကြေးပါရင်တော့ဆရာ တိတ်ကိုကြည်တာဗောဗျာတင်တာမကူညီဒီအမျိုးသမီးလဲစိတ်ချနေမှာမဟုတ်တော့ဘူးကြောက်လေဆရာတို့တင်မိတာရဲ့အတိုင်းပူကတ်၆လန့်ခဲ့တာပါအချာထွေထူဘာမှမလုပ်ခဲ့ရပါဘူးအခုရော လူတက်တမဘလို့ဖြစ်သွားပြီလဲတာဝန်ရှိသူတွေကဖမ်းမိထိန်းသိမ်းထားပါရဲ့ဆရာမနက်မိုးလင်းတာနဲ့တက်ဆိုင်တဲ့ပုံကိုယ်တွေလက်ထဲအပ်မယ်လို့ပြောနေကြတယ်ဒါဆိုလဲကြောက်တို့မိုးလင်းတာနဲ့ခီးဆက်ကြရတော့မှာဗောဗျာတင်လဲရရွာကိုကူညီဆောင်ရှောက်နိုင်တဲ့ပုံကိုယ်တစ်ပါးဖြစ်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်ဆရာတို့ပြီးတဲ့အတိုင်းဖြစ်အောင်ကြိုးစားနေထိုင်ပါမယ် ရက်ကွက်ဆောင်တန်လည်းအောင်မြတ်တာတို့ကိုအယူသေးပေးပြီးပျောက်ခွေသွားပါတော့တယ်။အောင်မြတ်တာကိုလည်းမနက်အာယုံတက်တာနဲ့ကန္တာမျိုးကနေပြန်လည်ထွက်ခွာလာခဲ့ရာနေ့လယ်ပိုင်းအချိန်မှာတော့ဗုဒ္ဓသာသနာစတင်ထွန်းကားပြန့်ပွားရာတူဝနဘူမိတထုံမြေကိုရောက်ရှိလာခဲ့ကြတယ်။တထုံမြို့ကိုရောက်တာနဲ့ရွှေရောင်တဝင်းဝင်းတောက်ပနေတဲ့ရွှေစာရံစည်တီကိုဥစွာဖူးမြော်ပြီးညနေဆောင်မှာတော့ဖျားရှင်ရဲ့မြားတပိတ်တော်ဌာပနာထားတဲ့မြားတပိတ်စည်တော်မြတ်ကိုဖူးမြော်ခဲ့ကြတယ်။မြားတပိတ်တောင်ပေါ်မှာဆရာတပည့်တွေတညတာတိုက်ခေါ်ရင်းတရားဘာဝနာပွားများနေခဲ့ရာညတကောင်အချိန်ရောက်မှာတော့ ပိတ်ဖြူဝတ်စုံဝတ်ဆင်ထားတဲ့မြသပိတ်တောင်ဆောင်အဖိုးကြွလာတာကိုမြင်တွေ့လိုက်ရတယ်။မြသပိတ်အဖိုးကအောင်မြတ်တာကိုမြင်တော့ဝမ်းမြောက်စွာကြိုးစိုးနှုတ်ဆက်ပြီးခလန်းလန်းမှမြင်နေရတဲ့တောင်ဆွယ်လေးတစ်ခုကိုလက်ညှိုးညွန်ပြခဲ့တယ်။မြသပိတ်အဖိုးညွန်ပြတဲ့တောင်ဆွယ်လေးကိုတော့နေကန်တွေကရွှေမင်းတင်တောင်ဆွယ်လို့ခေါ်ဆိုကြပြီးထူးခြားစမ်းကျင်မှုတွေများစွာရှိနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။မြသပိတ်အဖိုးကဘာကြောင့်ရွှေမင်းတင်တောင်ကိုညွန်ပြခဲ့တာလဲဆိုတဲ့အကြောင်းအရာကိုတော့အောင်မြတ်တာနဲ့ရွှေမင်းတင်တောင်ဆိုတဲ့ဇာတ်လမ်းလေးမှာနားဆင်ပေးကြပါဦး။ အခုလိုအဆုံးနှိမ့်လိုက်ပါအားပေးနားဆင်ကြရတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းစက်များကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တက်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။